ဒီနေ့ကျမအတုံးလေးရမ်းစားချင်တာနဲ့အတုံးတုံးစားပါတယ်အတုံးလေးနဲ့လိုက်ဖက်ရန်အတွက်ဘိုဒီဟီညိုလေးလည်းကျမချက်ပြီးတော့တောက်ပါတယ်လုံနည်းနည်းမျှပါမရှင်မဖဲပါမက်ခရိုကဝယ်လာတာပါဂျင်းနဲ့ချက်သူမူထောင်းလာတာအောင်မြန်မြန်ငဖယ်တဲကိုထည့်လိုက်ပါတယ်ရှင်အရသာမုံထည့်တယ်နောက်ပြီးတော့ကျွန်မသူ့တဲကိုအာဒါကငမြိုင်ပေါ့နော်ငမြိုင်ဒီနေနေထည့်တယ်နောက်ပြီးတော့ညှိမာဆိုလို့ရှင်ဆန်းရင်းမုံလေးနေငယ်ထည့်မယ်နော်ပြီးတော့ရင်တော့လက်ပဲသုံးမှတ်မယ်ရှင် ဘာလို့လဲဆိုတော့လက်အိမ်မှာကက်ကက်နဲ့ကျမတအားနှမ်းမျောရယ်ရှင်လက်မှာဆိုရင်ချစ်ချလို့ရတယ်အဲ့တော့လက်နဲ့ပဲကျမပေါက်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 ပြီးတော့နေပါတယ်ရှင်ပထမတော့ဒီတိုင်းဖြစ်ပြီးနေတယ်နောက်ကျတော့ပေါက်ပြီးနေပေါက်လေးဆေးလေးပေါ့ရှင်နောက်တစ်ခုကကြတော့ကျမကချစ်တုံပြူနဲ့ငြိုတီးမဲ့ကိုလှော်ထားတယ်ငြိုကောင်းလေးပါနည်းနည်းထည့်လှော်တာပေါ့နော်အေး နေပြီးသားကျမရဲ့ငဆုပ်ကလေးတွေကိုလက်မှရေးဆုပ်ပြီးအလုံးလေးတွေလုံးလေးတွေလည်းရတော့အပြားလေးတွေအပြားလေးတွေလည်းရကိုစားခြင်းတဲ့ပုံစံလေးတွေကြောပါရဲ့ရှင်ကျမတို့စီမံကတော့ငဖေကလေနည်းနည်းတော့ရှားတယ်ဝယ်ရတာနည်းနည်းရှားတယ်တွေ့ရင်လည်းတိတ်ပြောမလက်တက်ဘူးအဲ့လိုနေထားနေအများကြီးရှိတာပေါ့နော်ငဖေကိုကျမကအထက်အောင်လှမ်းပြီးတော့ကြော်လိုက်ပါတယ် ငါဖယ်ရှာလို့မတွေ့ဘူးဆိုရင်ငါဖယ်နေရာမှာကျမတို့ဇတတောက်တောက်ဝတတောက်တောက်ကိုလုံနိုင်ပါတယ်နော်။အမှန်ဇတဝတတော့ငါဖယ်တော့ဆမ်ကောင်းပေါ်ရှင်။ငါဖယ်ကိုတော့ကျမကနှောင်းတောင်းခွဲကြော်ရတာပေါ်ရှင်။နောက်တစ်ခုကကြတော့ဒီငါဖယ်ကိုပဲအနည်းငယ်ကျမတစ်ဖက်မှာဖယ်ထားတယ်ရှင်။ဖယ်ထားပြီးတော့ကျမကသူ့ကိုဟိညိုလေးချက်မယ်ပေါ်ရှင်။အဲ့တော့ရေစိုးလေးတည်တယ်ပြီးတော့ဖယ်ထားတယ်။ငါဖယ်လုံးလေးတွေကိုသူ့ရဲ့ကို ဇုံးလေးနဲ့တက်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 ပြီးတော့အလုံးကြီးအေးအတွက်ပေါ့နော်ကိုစားနိုင်သလားပေါ့နော်ကျွန်မထည့်လိုက်ပါရရှင်ခြုံလဲခြုံတယ်နောက်ပြီးတော့ကျွန်တော်တို့တစ်ဖက်မှာတုံစားလို့လည်းရမယ်ဟင်းညိုလည်းလုပ်လို့ရမယ်အနေထားပေါ့ဒါကတော့ချစ်သူမြူနဲ့မြေကောင်းထောင်းလာတာပါကျွန်မကတော့ကြိတ်ထားတာပေါ့ရှင်အဲ့ဒါကိုထည့်ပြီးတော့ရတာမုံထည့်တယ်စားထည့်တယ်ခဏစူပွဲအောင်ဆောင်ပြီးနည်းနည်းလေးပွက်လာတာနဲ့ကျမကသူ့တွေကိုဘူးတီးထည့်တယ် မူးသီးထည့်ပြီးတော့စူပွဲအောင်ဆောင်မယ်နောက်ဆုံးအပွားနဲ့ပဲကြံထားပဲကြဆန်တော့ပဲကြဆန်ထည့်တယ်ကြက်တော်မြူငရုတ်ကောင်ငရုတ်သီးမဲ့ဒါတွေကိုကျွန်မထောင်ပါမယ်ရှင်ဒါကတော့ကျွန်မပင်ကပီလေးနဲ့ငင်ဖုတ်ထားတာပါဒါကိုထည့်ပါတယ်ပြီးတော့စားလေးနည်းနည်းလေးထည့်တယ်ရခိုင်တောင်းလေးပေါ့ရှင်ရခိုင်တောင်းလေးရခိုင်တောင်းလေးစားပဲပါတယ်ငမ်းမြိုင်းမပါဘူးမဟုတ်ဆိုရခိုင်နင်ကငမ်းမြိုင်းမတုံးဘူးလေပြီးတော့ရင်ကြော်ရတော့ နဖဲလေးတွေပါခတ်တင်းတင်းလေးညှင့်လိုက်ပါတယ်ရှင်။ကြီးတဲ့သူကတော့မင်းမင်းမြင်ရမှာပေါ့နော်။ကျမကတော့မင်းမင်းလေးပဲဒီနေ့လုံလိုက်တယ်နော်။နဖဲကိုလေးနှစ်ခုသုံးခုထပ်ပြီးအားရပါညှင့်လိုက်တာပေါ့ရှင်။ပြီးတော့ရင်တော့အတုံးရဲ့အဓိကကတော့ကျမကဒီမှာချက်သွန်နီသုံးပါတယ်။ကျမအိမ်မှာကရှောက်ပင်မရှိတော့ရှောက်ရကရှားတယ်ရှင်။ဒါကြောင့်မို့ကျမကတော့ဒီနေ့ကသုံးစင်နမန်သုံးမယ်။ပထမထောင်းထားတဲ့ဒီ မြင်ကပိလဲထင်မယ်ရတာမုံလဲထင်တယ်။တော့ဒါကမြင်ကပိထောင်းတာပေါ့ရှင်။ပြောကိုစီနန်လေးနေမများထဲတယ်။တိုင်မြာသည်နိုင်နိုင်ညင်မယ်ရှင်။တရေကြနေကြပြီထင်ပါတယ်နော်။စီမပါပါဘူး။ရခိုင်စားစားသည် စီလုံးဝမပါပါဘူးရှင်။ပြီးရင်အားရပါရနေဖက်ပြီးတော့သုံးဆောင်လို့ရပါပြီ။ဟင်းညုံပုံပုံလေးနဲ့ပါ။လှူစားကြည့်ပါနော်။ဆုံးဖြတ်ကြည့်ရတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။ Thank you ပါ။